ညီမတယောက်နေနေဆိုရင်တော့ကိုယ့်ကိုပုံညို့စေချင်တာဘာလို့လဲပုံရမိုးရေမိုးရေလားဘာလို့လဲအေးပါမှာဟုတ်အေးပါဟုတ်ကဲ့ပါဘာလို့လဲဘာလို့ဟုတ်ဒါကတော့အကိုရဲ့ဆန္ဒသဘောတိုင်းပါပဲအဲ့ဒါတော့လေဟုတ်ဘာလဲဆိုတော့အာငငယ်လေးတည်းကအမျိုးလေးအေးလဲအေးတယ်ဒါလက်ကလေးစားချီတာပေါ့နော်တကြံကြောက်လို့ရှိရင်ဘယ်တော့မှညီမတို့ကမလဲရအောင်သူဖုန်းကြီးဝတ်တော့လိုက်ရတာဟို စေချင်တာခုနောက်ပိုင်းတော့စိတ်ပြောင်းသွားစိတ်ပြောင်းသွားတယ်အကျန်ကိုနှစ်တိုင်းအရင်တော့ဟိုးအရင်တော့ဆိုကြောကိုင်းဝင်ဝတ်တယ်ဝတ်လို့ရှိရင်တော့တရားစက်ဝင်ဖြစ်တယ်ဟုတ်တယ်အခုအဲ့လိုမျိုးမတော်ဖြစ်တာမလုပ်ဖြစ်တာတော်တော်ကြာတယ်ကိုင်းဝင်ကျင်တော့ရှိတယ်ဟုတ်တယ်နည်းနည်းစဉ်းစားလို့ရတယ်အားကြောင့်မလို့အရင်တော့လည်းမအေးတော့နည်းပြောင်းလဲပါဟုတ်ပါအရင်တော့လည်းမအေးပါဘူးထင်လို့ပါဟုတ် အဲ့ဒါကြောင့်မို့လဲအဲ့ကလေးစားချေးရမယ်ဘယ်လိုဖြစ်လဲသိရမယ်ဖုန်းကြီးမဟုတ်ပါဘူးအဲ့ဒါလေကျန်တဲ့ဟာကတော့အခုသဘောပါကျန်တာတော့ဟုတ်အမွေးနေ့ကစပြီးနောက်နှစ်ပေါင်းများဆိုဆက်ရေးကျန်းမာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီထက်အောင်မြင်တဲ့လူပညာရှင်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲဩဒါတော့ဘယ်လိုပြောရမလဲဟိုဒီမှာလေအမွေးနေ့ဆက်မပြေးလဲရပါဘူးဟုတ်လားကျွန်တော်မွေးနေ့မှာဘာကြောင့် ခုလိုမျိုးဒီလိုတွေတော်တော်ရှိတယ်အခုလည်းဖြတ်တန်းရတာနေတယ်ဒါကျွန်တော်လည်းဝမ်းသာပါတယ်ဟုတ်ကဲ့အဲဒီနေ့အတူမှာကတော့ဟိုတန်ငါတော်တွေကိုကျွန်တော်တို့ဒီဟိုဆုံးဖြတ်ဖြစ်ပါတယ်ပြီးဝှထုငွေကတ်လုပ်ဖြစ်ပါတယ်ပြီးတော့အဲစတူဒီတာပေါ့စတူဒီတာအတူတူလုပ်ဖြစ်ပါတယ်ဟုတ်ကဲ့အဲစတူဒီတာတော့ကျွန်တော်တို့မှန်းထားတာတော့အရောက်ခဏရပါတယ်ဒါပေမဲ့ဟိုပုံပုံကဟိုဦးစီးပြီးတော့ဟိုကျင်းပတဲ့ဘက်ကကျွန်တော်ခုနအောက်မှာပြတော့အရောက်ခဏရပါတယ်ဟုတ်ကဲ့ညာလာတော့တွေ့ရဆိုတော့ ဘာပြောဝမ်းသာပါလေဟိုဟိုဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အရင်ဝမ်းသာပါလေအခုလိုမျိုးချစ်ခင်အားပေးတဲ့အတွက်အရင်ဝမ်းသာပါလေပြီးတော့ကျွန်တော်ရဲ့မွေးနေ့လေးမှာအခုလိုအခုဇာနာလေးများအောင်လာပြီးတော့မှပါဝင်အားထုတ်ကြရတဲ့ပြည်သက်တွေလာရောက်ပြီးတော့မှ အာတောဆောင်ကြတဲ့ပြည်သက်တွေအားလုံးကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။အာဒါကတော့အကုတ်တော်ပါ။မာဒါကချုပ်ပြီးတော့မေးရတယ်။ဒါတော့ဒါတော့အကုတ်တော်ပါပေါ့နော်။ကိုကဘလို့ဖြစ်စေချင်တာလဲဒါအကုတ်ရဲ့စိတ်ကအများကြီးမူတည်ပါတယ်ဟုတ်။ညီမတယောက်နေနေဆိုရင်တော့ကိုကိုဖုန်းညှိုးစေချင်တာ။ဘာလို့လဲဖုန်းရမိုးရေမိုးရေဟုတ်လားဘာလို့လဲအေးပတ်မှာဆိုဟုတ်မိုးရေမိုးတော့ ဟုတ်ဒါကတော့အကိုရဲ့ဆန္ဒသဘောတိုင်းပါပဲအဲ့ဒါတော့လေဟုတ်ဘာလဲဆိုတော့အငငယ်လေးတွေကအမျိုးလေး A လဲ A တယ် ဒါလက်ကလေးစားချီတာပေါ့နော်တကြံကြောက်လို့ရှိရင်ဘယ်တော့မှမညီမတို့ကမလဲရအောင်သူဖုန်းကြီးဝတ်တော့လိုက်ရတာဖုန်းကြီးဝတ်စီချင်တာဘူးနောက်ပိုင်းတော့စိတ်ပြောင်းသွားစိတ်ပြောင်းသွားတကြံဟိုနှစ်တိုင်းအရင်တော့ဟိုးအရင်တော့ဆိုဖုန်းဝင်ဝတ်တယ်ဝတ်လို့ရှိရင်တရားစက်ဝင်ဖြစ်တယ်ဟုတ်တယ်အခုအဲ့လိုမျိုးမသွားဖြစ်တာမလုပ်ဖြစ်တာတော်တော်ကြာပြီ။ဟုတ်ဝင်ကျင်တော့တော့ရှိတယ်။ဟုတ်တယ်။နည်းနည်းစဉ်းစားလို့ရတယ်။အားကြောင့်မလို့။အရင်တော့လည်းမအေးတော့ဒီပြောင်းလဲပါ။အားကြောင့် ။ဒီနေ့ကလည်းမအေးပါဘူးထင်လို့ပါ။ဟုတ်။အားကြောင့်မို့လေ။အဲ့ကလေးစားချေးရမယ်ဘယ်လိုပဲဖြစ်လေတည့်ရမယ်။ဖုန်းကြီးဝါမှာပေါ့။အားလည်းကျန်တဲ့ဟာတော့အခုသဘောပါကျန်တာတော့ဟုတ်။ဟဲ့ကိုတော့မသိလိုက်ဘူး။မေးမေးရော။သူတော့မသိဘူး။မေးမေးရော။မတီးဘူးလေမေးမေးရောအဖေကလည်းအဲ့လိုမျိုးလေးဖြစ်စေချင်တဲ့ထင်ပါတယ်။အာ။ညီမလည်းစိတ်ကြံအောင်ထားတင်ပါတယ်။ဟုတ်တယ်နော်။ အမတူဘောလဲဆိုတော့အခါကြရင်ကလည်းမလင်းပြက်နေရသူကအပေါ်မှာညီမအောက်မှာဆိုရင်အာစကားမပြောဖြစ်ဘူးပြီးညီမအိမ်မှာရှိတွတ်ထွက်သွားရင်ညီမလည်းမပြောတတ်ဘူးအမပြောဖြစ်တာပေါ့နော်အဲ့လိုမျိုးရှိရဟုတ်လားခုနအဖေပြောသွားတာမပြောသွားလို့သူဘာမှသူသိစာမသိဘူးဘာလို့ကြတော့ဟိုဟုတ်လားအော်ဟိုကလေးကိုအရင်ခက်တယ်ဘာလို့လဲတော့နေရတော့ပဲပိတ်ပြီးတော့မမေးပါနဲ့စမ်းနေပါခလေး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 ချွေးပြလာတယ် တာလေသူကတော့တခြားမဟုတ်ပါဘူးဟုတ်သူ့အကိုသူကဘာပြောဟိုဘယ်ပြောမလဲအဲစိတ်ထဲမှာပွင့်လေးပြောဗျာဆိုလိုချင်တာကျွန်တော်တို့တချို့စကားလေးနဲ့ကြည့်ကောင်း white လို့ရှိရင်တမျိုးဖြစ်မှာဆိုလို့သူကကျွန်တော်ရဲ့ privacy ကိုသူထိန်းပြီးတဲ့သဘောဟုတ်တယ်နော်အဲအဲ့လိုအဲ့လိုသဘောမျိုးပါအဲကျွန်တော်ညီမလေးနဲ့ကျွန်တော်နဲ့ကတော့ ဟိုတော်တော်များများတိုင်ပင်ဖြစ်ပါတယ်ဒါပေမဲ့မတိုင်ပင်မတိုင်ပင်ဖြစ်တဲ့ကိစ္စတွေလည်းရှိကြတယ်နော်တချို့မတိုင်ပင်တင့်တဲ့အရာမျိုးဆိုလို့ရှိရင်တိုင်ပင်ပေါ့ဒါပေမဲ့တော်တော်များများကတော့တိုင်ပင်ဖြစ်ပါတယ်ဆွေးနွေးဖြစ်ပါတယ်ကြာဟင်းအာမပြောတတ်ဘူးဆိုတော့လေတချို့ပေါ့နော်အလိုကိစ္စတွေပါတယ်ပြောဖြစ်တယ်အဲ့မှ private thing နဲ့ပတ်သက်တာကတော့သူ့အကြောင်းနဲ့ဆိုလို့ရှိရင်တော့တောင်းတတ်မပြောဖြစ်ဘူးပေါ့ဟုတ်ဆိုအဲ့လိုမျိုးဆိုတော့လေဟုတ်ဟုတ်အဲ့လိုလည်းပါတယ်ဟုတ်ဟုတ်အဲ့လိုလည်းပါတယ်ဟုတ်ဟင်း ဟွန်းဒီမှာအစရိအမျိုးလေးဟိုတိတ်မဆက်ဆုပ်ဖြစ်ဘူးပြီးရင်လည်းဟိုမပြောစင်တဲ့အရာတစ်ခုမမေးဖြစ်ဘူးပေါ့နော်အဲ့လိုငငယ်လေးရနေပြတဲ့ခါကျတော့တောင်းတောင်းလည်းမမေးပြတော့အဲ့လိုမျိုးဆိုတာလေဟုတ်တိတ်မှာပါလေဒါတော့ကျွန်တော်အမြင်ပေါ့နော်ဆိုတော့ဟိုအကူကတော့ဗျာဟိုကိုညီမလေးဖြစ်တဲ့အပေါ်မှာတော့ဘယ်လိုပြောမလဲအဖြစ်ကိုရှာရဲဆိုတော့သဘောမျိုးတော့ပဲရှိတယ်ကိုညီမလေးကြည့်တဲ့အမိသားတော့တောင်းတောင်းအဖြစ်ဆိုလို့ရှိရင်လည်းလက်လုံးနဲ့မှသာဟိုဘယ်လိုပြောမလဲအဖြစ်ရဲ့လို့တော့ဒါမမြင်မိဘူးပေါ့နော် ဆိုတော့အဖြစ်ကြီးကြီးမားမားဆိုလို့ရှိရင်လည်းကိုယ်စိတ်ထဲမှာမြင်မှာကျတော့ဟိုသူတို့တဲ့အဖြစ်လေးကတေးတယ်လို့ပဲဖြစ်တယ်ဆိုတော့ဆက်ကြတော့ဟိုဘယ်လိုပြောမလဲအဲ့လိုပေါ့နော်ကျွန်တော်ရင်ကျွန်တော်မျက်စိထဲမှာတော့သူဒီဒိမ်မားတဲ့ထဲမှာပါလို့ကျွန်တော်မြင်တယ်ဒါပေမဲ့သူဒီလေလူငယ်တယောက်ဖြစ်တဲ့အပေါ်မှာတော့သူတော့လာလာလို့ရှိမယ်ပြောတာမျိုးရရှိမယ်ဒါပေမဲ့ကျွန်တော်သတိထားမိတဲ့လောက်ကတော့သူသွားတယ်လာတယ်သူပြောတဲ့ဟာတွေကျွန်တော်အနေနဲ့တော့ကျွန်တော်ကနားလည်ပြီးလို့ရလူငယ်တယောက်အနေနဲ့အဲ့လိုမျိုးမြင်ပါတယ် အဲသူတော်တော်များများတော့ပြည့်ကပ်ပါတယ်ဟိုဘယ်လိုပြောမလဲဟိုကျွန်တော်လည်းသူကဟိုအကိုတယောက်နေတယ်လေသူ respect ထားတယ်ဟိုနှစ်ယောက်တည်းရှိတဲ့အခါမျိုးတွေမှာတော့သူတစ်ခါကျပုံပုံနေနေပြောတာမျိုးတွေလည်းသူရှိကြတယ်ဒါပေမဲ့များသောအဖြစ်ကတော့ကျွန်တော်ကိုအကိုတယောက်နေတယ်သူ respect ထားတာများတယ်ဟုတ်ကဲ့ရန်ဖြစ်တဲ့မမရေမပါဘူးနှစ်ယောက်ကငယ်ငယ်တော့ရန်ဖြစ်တယ်လေငယ်ငယ်တော့အကြီးကြီးရန်ဖြစ်တာ င်ဟင်းတော့ဆိုတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုအာကိုလည်းငယ်သေးရအောင်ကိုလည်းငယ်သေးတဲ့ခါကျရင်အဲ့လိုပြောလို့မရတာမျိုးလိုချင်တာမရတာဆိုအဲ့လိုခြေကြတာလိုချင်ဖြစ်တာအဲ့လိုမျိုးတော့ရှိရအသက်ကြီးလာတော့လည်းလိမ့်မှာပါတယ်နော်အဲဘယ်လိုပြောမလဲအခုနောက်ပိုင်းကျတော့လေကျွန်တော်တို့ကရန်ဖြစ်တာမျိုးတွေလို့တော့မဟုတ်ဘူးဆိုတော့အများတိုင်းတော့ဗျာဟိုတရတယောက်ကဟို ဟိုဘယ်လိုပြောရမလဲအရင်အပေးယူတဲ့နေရာမျိုးတော့မဟုတ်ဘူးတခါတလေမှာမြင်းကဖုန်းရတယ်ရှိတယ်တခါတလေမှာလူဆွေးနေရတာမျိုးရှိတယ်အတူမြင်ကိုမြင်ပေါ့နော်ဟိုမတူတာမျိုးလေးတွေလည်းတခါတလေမှာရှိတာမျိုးရှိနေပေါ့နော်ဆိုတော့အမြဲတမ်းတော့လေကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲအပေးယူတဲ့နေရာမျိုးတွေဆိုတော့မဟုတ်ပါဘူးဖြစ်ပါလေဟိုကျွန်တော်တော့ကျွန်တော်အကူနဲ့ရောကျွန်တော်အမနဲ့ရောကျွန်တော်ညီမလေးနဲ့ရောဒီနေ့ကျွန်တော်ကတော့ဖြိုးရှိပါလေဟုတ်ဘူးဘယ်လိုပြောမလဲအားလုံးမောင်မောင်တွေအားလုံးကလည်းပုပ်ပုလေးလေးပဲ ပြောကြတယ်ကြိုက်ကြိုက်တယ်မကြိုက်မကြိုက်ဘူးအဲ့လိုတကယ်မျိုးရှိတယ်အလုံးတွေကတော့သူ့ကိုဆွေးဖို့ဟုတ်ဟုတ်အဲ့ဟာမျိုးတော့ true ကြရတော့မရှိပါအမြဲတမ်းကမွေးနေ့တိုင်းကကြတော့လေအမျိုးအအဆူလို့ဖြစ်တယ်ပြောရလို့ရှိရင်ဖျားသွားဖြစ်တယ်အဲ့လိုမျိုးအမြဲလုံးနေကြဆိုတော့လေအဲ့လောက်ကြည့်ကြည့် true ကြရတော့မရှိပါဟုတ်ဒီနေ့ပေါ့နော်ဟို ျွန်တော်ဝင်နေမှာကျွန်တော်လည်းပျော်ရွှင်ရတယ်ကျွန်တော်ဝင်ရဲ့ဝင်နေတူတဲ့သူတွေအားလုံးရောပြီးတော့ပြည်သက်များအားလုံးရောအမြဲတမ်းပါတော့ပျော်ရွှင်ပါစေကိုရှင်းနေပါအမြဲတမ်းကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါ